မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းထူးထူးငွေများကိုအချိန်နဲ့ပြည့်ညစ်တင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ရခုတ်ကပရမဇုံတင်ဆက်ပေးမယ့်သတင်းကတော့ငပ်ဖဲနှင့်ဗရန်တိုက်ပွဲများတွင်စစ်ကောင်စီတပ်ဘုံမူတီအောင်အပါဝင်60ကျော်တိတ်ဆုံးပိုကြီးနှုတ်အပါဝင်18ဦးဖမ်းပြီးလက်နက်ခဲရန်အများပြရာဟုပြည်အရေးမကွေတက်ပြောအမ်ဘရန်စစ်စင်ရေးတွင်လည်းပအဝင်တိုက်ခိုက်နေဟုအသိပေးဆိုရတဲ့တွင်ဖြစ်ပါရရှင် မကွေးတိုင်းငဖဲနှင့်ဗရန်မျိုးတိုက်ပွဲများတွင်စစ်ကောင်စီတပ်မှဗိုလ်မှူးတီဟောင်အပါအဝင်60ကျော်တေဆုံးပြီးဘူဂျီနိုးအပါအဝင်18ဦးအရှင်ဖမ်းမိကလက်နက်ခဲယမ်းများစွာရရှိကြောင်းလူမှုတော်လှန်မမိတ်အင်အားစု PIA မကွေးကယနေ့ဧပြီလ22ရက်နေ့တွင်ထုတ်ပြန်သည်တိုက်ပွဲဖြစ်စဉ်များအရဖေဖော်ဝါရီ25ရက်တွင်ငဖဲမျိုးနှစ်ရေကန်အနေရှိစင်ကိုနာချန်တို့ကင်မုံလာဝတ်တဲ့အင်အား20ပါစစ်ကောင်စီတပ်အချုံကိုတိုက်ခိုက်ရာ၄ဦးတိုင်ရန်ရရှိပြီးဆုတ်ခွာသွားသည်ဟုဆိုသည် ထို့နောက်ဖေဖော်ဝါရီ28ရက်နေ့နက်9:20မိနစ်ခန့်တွင်ငပဲမြို့နယ်နေရီကံပြူဟာကုန်းမှလာသောစစ်ကောင်စီအင်အား60ပါးစစ်ကြောင်းကိုဖြတ်တောက်တိုက်ခိုက်ခဲ့ရာတိုက်ပွဲတွင်စစ်ကောင်စီဘက်မှ6ဦးသေဆုံးက4ဦးဒဏ်ရာရရှိခဲ့ကြောင်းသိပေသည်။မတ်လ28ရက်နေ့နက်8:00နာရီဝန်းကျင်ကငပဲမြို့နယ်ပစီကြီးရွာမှလိုင်ကြီးရွာသို့တက်လာသောအင်အား60ပါးစစ်ကောင်စီစစ်ကြောင်းကိုလိုင်ကြီးရွာလမ်းခွဲအနီး၌ဖြတ်တောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ9ဦးသေဆုံးပြီး4ဦးဒဏ်ရာရရှိခဲ့ပါသည်။ အထက်ပါတိုက်ပွဲများတွင်စစ်ကောင်စီဘက်မှတမ69လောက်ခန့်တဲများပါဝင်ခဲ့ကြောင်းဖော်ပြသည်။မတ်လ30ရက်နေ့နနက်9:00ခွဲဝန်းကျင်ကလည်းလူမှုတော်လှန်မဟာမိတ်အင်အားစု PI မကွေးနှင့်မင်းမှုခရိုင်အမှတ်နှင့်တရင်တို့ပူးပေါင်းကပသိမ်မုံရွာကာလန်ရှိပရန်မျိုးဝင်ဂိတ်ကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းသိပေသည်။ ပရမ်းမြဝင်ခဲ့သည့်စစ်ကောင်စီရဲတပ်ဖွဲ့တို့နှင့်ဆိုင်းယောက်ဖောက်တို့ပူးပေါင်းထားခြင်းဖြစ်ပြီးအင်အား20ကျော်အထိုင်ချထားခြင်းဖြစ်ကအရတောင်းပြည်သူနှင့်ဈေးရုံးဈေးဝယ်များကို အတင်းအဓမ္မငွေကြေးတောင်းရင်ချင်းဖိနှိပ်ရန်ကားမှုများပြုလုပ်လေရှိသည့်ဂိတ်ဟုဆိုသည် အဆိုပါတိုက်ပွဲတွင်စစ်ကောင်စီတပ်မှ6ဦးသေဆုံးက4ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ထို့ကြောင့်ယခုနှစ်ဇန်နဝါရီမှယခုဧပြီလအတွင်းတိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း23ကြိမ်ဖော်ဆောင်နိုင်ခဲ့ပြီးရန်သူလက်နက်ခဲယမ်းများစွာကိုလည်းတင်ဆက်ရမိခဲ့ကြောင်းလူထုတော်လှန်ရေးမှအင်အားစု PI မကွေကပြောသည်။ အဆိုပါတိုက်ပွဲများတွင်စစ်ကောင်စီဗမာဗိုလ်မှူးတင်ဟောင်းပါဝင် စုစုပေါင်း63တေဆုံးခဲ့ပြီးပိုကြီးအောင်ငိမ့်ညံပိုကြီးတင်ကိုထပ်တိုးပါဝင် စုစုပေါင်း18ဦးကိုအရှင်ဖမ်းဆီးရမိသည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်2025ခုနှစ်ဇန်နဝါရီလကနေပြီးတိုက်ခဲ့တဲ့တိုက်ပွဲတွေပေါ့အဲ့ဒီထဲမှာကျွန်တော်တို့တပ်ဖွဲ့တွေစစ်စင်ရေးဖော်ဆောင်နေတာရှိသလိုမဟာမိတ်တွေနဲ့စစ်စင်ရေးဖော်ဆောင်နေတာရှိတယ်ဟု PIA မကွေးဤစစ်စင်ရေးတာဝန်ကိုနောင်တရင်ကတရင်ထုတ်ပြန်ခြင်းနဲ့ပတ်သက်၍လူလူຫນွေဦးတို့ရှင်းပြသည် ယခုအခါတွင်မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းက Ambrance စစ်စင်ရေးတွင်ပါဝင်ဆောင်ရွက်နေပြီးစစ်နေဝန်ချဲ့တွင်လှူရှားနိုင်ရန်လည်းတပြိုင်တည်းအကောင့်တွေပေါ်ဆောင်ရွက်နေကြောင်း PI မကွေးကအသိပေးသည် အမရန်စစ်စင်ရင်းနေပတ်သက်ပြီးစီရေဖို့ဆောင်နေစေဖြစ်တဲ့အတွက်ပြောဆိုရမရသေးကြောင်းလဲကိုနောင်သူရင်းကပြောသည်တိုက်ပွဲတရင်များအောင်ငလင်ကပ်ပေးကြောင်းယခုမှသာထုတ်ပြန်ရခြင်းဟု၎င်းကပြောသည်ဆလဘီစကိုင်းမြို့နယ်ရင်စစ်ရင်တန်းကိုလုံခြုံရေးယူပေးနေသောစစ်တပ်ကိုဂျာပြတ်တိုက်ခိုက်မှုစစ်သား၅ဦးသေဆုံးဆွေးတင်ကိုတင်ဆက်ပေးပါမယ်ရှင် စကိုင်းတိုင်းစကိုင်းမြို့တမ33မှမုံရွာနမခါတို့ထွက်ခွာလာသောဂျမ်ဘတ်စစ်တပ်ရင်းနှင်းကိုလုံခြုံရေးယူပေးနေသောစစ်တပ်ကိုဂျားပြတ်တက်ခိုက်ရာစစ်သားငောင်းတည်ဆုံးငယ်ကြောင့်လင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့မှတောင်းရှိသူတို့ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည့် ဧပြီလ20ရက်နေ့ညနေ4:00နာရီ7မိနစ်ခန့်အချိန်စကိုင်းမြို့တက်မှန်33မှမုံရနမခတို့ထွက်ခွာလာသောစစ်ကား30ပါးစည်ရန်ကိုလုံခြုံရေးယူပေးနေသောစစ်တပ်ကိုစကိုင်းမုံရရွှေဘိုလမ်းမပိုင်းရှိစကိုင်းမြို့ရဲတရင်စစ်ချောင်းနေတွင်တော်လိန်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ရှင်းတိုက်ခိုက်မှုတွင်စစ်မဲ့စစ်ကောင်စီတပ်သား9ဦးနေရရင်ပွဲချင်းပြီးတိုက်ဆုံပြီးသုံးဝပြင်းထန်တရားရရှိကစေကူတမှုခံယူနေရကြောင်းအစမဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကပြန်လည်ပြစ်ခတ်ခဲ့တော့လေတော် လန်ရဲ့ပေါ်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ငံကြောင်းသိရှိရသည် စကိုင်းမြို့တက်မ33ကနေမုံရနာမခါသို့ထွက်ခွာလာတဲ့ခွေးကားကြီး10စီးပါရှင်နံကိုလုံခြုံရေးယူပေးရင်ပြည်သူလူထုရဲ့ကားကိုဖမ်းဆီးပြီးအတင်းအဓမ္မငွေကြေးတောင်းခံနေတဲ့စစ်ခွေးအုပ်စုကိုစကိုင်းမုံရရှေမိုလမ်းမပေါ်ကစကိုင်းမြို့ရဲတရင်76နီမှာဝင်ရောက်တိုက်ခိုက်ခဲ့တာပါစစ်ခွေး9កောင်နေရာမှာတွင်ပွဲချင်းပြီးတေဆုံပြီး3កောင်ပြင်းထန်နေရာရရှိတယ်ဟုလင်းယုံညင်အောင်ပြောက်ကြားတပ်ဖွဲ့မှတောင်းရှိသူကပြောဆိုသည် အဆိုပါတိုက်ခိုက်မှုကိုလင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့စကိုင်းနဲ့စကိုင်း PDF တို့ကပိုးပေါင်းလှုံ့ဆော်နေခြင်းဖြစ်ကြောင်းသိရသည်ရခုဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ စက်ကောင်စီအကြမ်းဖက်တိုက်ခိုက်မှုများကြောင့်တလအတွင်းအမျိုးသမီး60ကျော်သေဆုံးဆိုရတဲ့မဲ့ဖြစ်ပါရဲ့ရှင်။အနာဒိုင်းစက်ကောင်စီလေးဆောင်တိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်2025 match လတလအတွင်းအမျိုးသမီး66ဦးသေဆုံးခဲ့ရပြီးတရရရှိသူ88ဦးရှိသည်ဟုမြမအမျိုးသမီးတမက BWU ကဧပြီလ16ရက်နေ့တွင်သတင်းထုတ်ပြန်သည်စက်ကောင်စီလေးဆောင်ပုံချဲတိုက်ခိုက်မှုကြောင့်50ဦးနှင့်ပြည်သူများ၏ရွာနှင့်နေအများပြစ်မှတ်ထားလက်နက်ကြီးပစ်ခတ်မှုကြောင့်9ဦးသေဆုံးသော များသော PWU ကထုတ်ပြန်ထားသည့်ရင်းအပြင်မြေမြုံမိုင်းကြောင့်2ဦးအကြမ်းဖက်စစ်တိတ်တပ်ဖြတ်မှုကြောင့်9ဦးမီးရှို့တပ်ဖြတ်မှုကြောင့်2ဦးနှင့်လိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့်2ဦးလည်းသေဆုံးခဲ့ရကြောင်း PWU ကဆိုသည် ထိုသေးဆုံးသူများအလုံးထဲမှာ24ဦးသည်အသက်18နှစ်အောက်အမျိုးသမီးငယ်များဖြစ်ကြောင်းသိရသည်ဆလဘီစစ်ကောင်စီလေးချောင်းတိုက်ခိုက်မှုကြောင့်49ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်23ဦးမြေမြုံမိုင်းကြောင့်15ဦးနှင့်ရိုင်းနှံခံရမှုကြောင့်2ဦးစုစုပေါင်းအမျိုးသမီး88ဦးမှလည်းတရားရရှိခဲ့သည်ဟု BW ကထုတ်ပြန်သည် တည်ဆုံခဲ့ရတဲ့အမျိုးသမီး66ဦးမှာစကိုင်းတိုင်းဒေသကြီးတွင်9ဦး၊ကချင်ပြည်နယ်တွင်2ဦး၊မန္တလေးတိုင်းဒေသကြီးတွင်12ဦး၊ရှမ်းပြည်နယ်တွင်12ဦး၊မကွေးတိုင်းဒေသကြီး15ဦး၊ကရင်ပြည်နယ်2ဦး၊ပဲခူးတိုင်းဒေသကြီး9ဦး၊ရခိုင်ပြည်နယ်2ဦး၊ကရင်ပြည်နယ်2ဦး၊အေရီတိုင်းဒေသကြီး2ဦးနှင့်တနင်္သာရီတိုင်းဒေသကြီး2ဦးတို့ဖြစ်ကြသည် အဆိုပါချက်လက်များမှာတိကျခိုင်လုံပြီးမြေပြင်အခြေအနေတွင်ယခုလက်ရှိအချက်လက်များထက်ကိန်းကနန်းပုံများပြနိုင်သည်ဟု PWU ကပြောသည်မြမပြည်သူများငလျင်တန်းကြောင့်ပူဆွေးတော့ကရောက်နေတော့လဲအနာသိန်းစစ်ကောင်စီကမြို့မြို့သို့လူခွင့်ရချိုးဖောက်မှုများကိုနှီးမျိုးစုံဖြင့်ပြောင်ပြောင်တနည်းဆက်လက်ကျူးလွန်နေခြင်းကြောင့်မြို့သမီးများနဲ့မိန်းကလေးငယ်များသည်နေစဉ်နဲ့အများအသက်ဆုံးရှုံးနေရသည်ဟုမြမအမျိုးသမီးတမကက PWU ကထုတ်ပြန်ပြောဆိုသည် ရှကုံဆက်လက်ပင်ထိုင်းလေပိုင်နက်ကိုကျူးကျော်ပြီးစက်ကောင်စီလေတက်က KNL နေရာများကိုပုံစင်းတွေလေရင်ပြစ်အမြောက်များကို ထိုင်းစစ်တပ်ကနေဆက်သို့ရွှေ့ပြောင်းဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။တိုင်းလေပိုင်နယ်ကိုကျူးကျော်ပြီးစစ်ကောင်စီလေတက်က KNL နေရာများကိုပုံစဲနေရေလေရင်ပြည့်အမြောက်များကိုထိုင်းစစ်တပ်ကရွှေ့ပြောင်းနေသောတိုင်းချေဆိုင် Council English တရင်ဌာနကဖော်ပြသည် အကြံပန်းစစ်ကောင်စီလေတက်ကထိုင်းနေဆက်ကနက်ချနဘူရီခရိုင်အနီးတွင်ပုံများမကျဲချရန်ထိုင်းနိုင်ငံရင်တရီပေးချက်ကိုလည်းလူရှုနေသောယနေ့နေ့လယ်ပိုင်းတွင်မြန်မာစစ်တပ်လေရင်များကထိုင်းလေပိုင်းနယ်ကိုကျူးကျော်ပြီး KNL တက်စကန်များသို့ပုံစဲလုံးဝင်ချင်းကျဲချသွားခဲ့ကြောင်းသိရှိရသည် ထို့ကြောင့်ယခုကထိုင်းနိုင်ငံတကာလေရင်ပြည့်အမြောက်များကိုထိုင်းနယ်စပ်အနေသို့ရွှေ့ပြောင်းနေပြီးထိုင်းနိုင်ငံ၏လေပိုင်းနှံကိုကောင်းရင်လှုပ်ဆောင်နေကြောင်းသိရှိရသည်။ဆလဗီကုလသမဂ္ဂလူအခွင့်ရေးကောင်စီကမြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်တွေချမှတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကုလသမဂ္ဂလူခွင့်ရေးကောင်စီရဲ့58ကျေးမြောက်အစည်းအဝေးမှာမြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီးအချက်9ချက်ကိုအတည်ပြုခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SACM ကဧပြီလ20ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ ဧပြီလ3ရက်နေ့မှာဆုံးဖြတ်ခဲ့တဲ့အဲဒီအချက်တွေကတော့2025ခုနှစ်မတ်လငလင်းကြောင့်ဘေးဒဏ်ခံခဲ့ရသူတွေနဲ့အသက်ရှင်ကျန်ရသူတွေအတွက်စာနာပြီးတိုက်ခိုက်မှုအလုံးကိုရပ်တန့်မှုထိခိုက်ခံစားရသူတွေထံကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအတားအဆီးမရှိပေးအပ်ဖို့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်စံဖက်မင်းအောင်လိုင်းကို ICC မှ parent ရှောက်ထားမှုကိုအတိမတ်ပြုတော့မြန်မာနိုင်ငံကိုဆက်လက်နဲ့ပြည်စည်းရေးနိုင်ငံတကာကမတင်ပို့ဖို့တိုက်တွန်းတာတွေပါဝင်ပါတယ်။ဒါပြင်ရောမဩပရီအပ ုက်စနစ်3အရ ICC ရဲ့တရားစီရင်ပိုင်ခွင့်ကိုလက်ခံမှု အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဂရိကဝတ်ပြုမှုကိုအတိအမှတ်ပြုတာနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ရခိုင်ပြည်နယ်ရှိရိုဟင်ဂျာများဆိုင်ရာမူဟာရရည်တည်ချက်အကောင့်ထဲပေါ်မှုအပေါ်နောက်ဆုံးရအခြေအနေ update ပေးဖို့တိုက်တွန်းတာစတက်ပါဝင်နိုင်ငံလုံးဆိုင်ရာဖွဲ့စည်းအားလုံးဟာဒီမိုကရေစီနည်းကျရွေးကောက်တင်မြောက်ထားတဲ့ပြည်ဝသောကိုယ်စားပြုမှုရှိတဲ့အရက်သားအစိုးရအောက်တဲ့အမှုထမ်းရမှာဖြစ်ကြောင်းတိုက်တွန်းချက်နဲ့အာဂျင်တီးနားတရားရုံးက ရိုဟင်ဂျာတွေပေါ်ကျွလွန်ခဲ့တဲ့ရာဇဝတ်မှုများအတွက်အကြမ်းဖက်စစ်ဘုတ်ချုပ်တွေကိုကမ္ဘာနေရာတိုင်းမှာတရားစီရင်ပိုင်ခွင့်ရနိုင်ငံတကာဖန်ရန့်တွေထုတ်ပြန်တာကိုခရီးပြူတယ်လို့သိရပါဗျ။အမျိုးသားညီညွတ်ရေးအစိုးရ NUG တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အမျိုးသမီးအဖွဲ့တွေလူငယ်နဲ့အရက်ဘတ်အဖွဲ့အစည်းကိုယ်စားလှယ်တွေပါဝင်တဲ့နိုင်ငံရေးလမ်းကြောင်းတစ်ခုကိုထောက်ပံ့ခြင်းအပြင်အကြမ်းဖက်စစ်အုပ်စုရဲ့ရက်ဆက်ကြမ်းကြုတ်သောဖိနှိပ်မှုအဆုံးသတ်မဲ့အနေကိုရှေ့ရှုမျှော်မှန်းမှုကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကိုကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာမဟာ မင်းကြီး for culture ရဲ့တိုက်တွန်းဖိအားပေးခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အခုဆုံးဖြတ်ချက်ဟာလွန်ကျွေးရင်ကောင်စင်နဲ့အထွေထွေညီလာခံအပေါ်ဖိအားအစ်တစ်ကိုလည်းတက်ရောက်စေပြီး UNSCR 269 2022ကိုဆက်လက်ဖော်ဆောင်ပြီးဆေအိုဆူအပေါ်ပြစ်ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ဖို့လိုတယ်လို့လည်းထုတ်ပြန်ထားပါတယ်။